အားလုံးပဲ morning ပါလို့ပဲပြောချင်ပါတယ်လွန်ခဲ့တဲ့2ရက်လောက်ကပေါ့နော်အဲကိုစိုးဒီခြနာဘာကလေးရပါနော်ရေပုံမှန်လုံနေကြပုံမှန်ပေါ့နော်ရေကူးနေကြအကောင်းညနေအဲ့ညဘက်လောက်မှာပေါ့နော်အဲ့မနက်တီကိုကိုစိုးကသူအစာတောင်းနေနေတယ်ကိုစိုးကဒီကဘက်သူ့ကိုအစာနဲ့နဲ့လျှော့ထားရတယ်ပေါ့နော်ဟိုကျွေးရကျွေးတယ်ဒါပေမဲ့ ဒါပေမဲ့တခုရှိတာသူကိုနိုင်ကလည်းအစာကိုဟဲ့ပပမစားတော့ဘူးပေါ့နော်ကြာပြီဟိုဘာဖြစ်နေလဲတော့အကုန်လုံးမသိဘူးပေါ့နော်ကြည်ရတာကိုစိုးတို့နားလည်ရခတ်တဲ့ဒီ internet error လို့ပြောလို့ internet မှာရှိတဲ့ဒီ organ တွေမှာလည်း failure တွေဖြစ်လာမှာပေါ့နော်အသက်ကြီးလာတော့ကိုစိုးကလည်းတခြားမသိတာပါပေါ့အဲ့မဟုတ်တဘာဝထဲမှာအကောင်ကအမှန်ကန်ထဲမှာမွေးတင်လာဆိုရင်တကယ်တော့မွေးတာတော့ပူကောင်းနေပုံကွာဘာလို့ဆိုတော့သူကအတဆိတ်ကြောင်ပါနော်အလှမွေးရတဲ့ သဘောပေါ့နော်တကယ်တော့သူတို့ကတဘာဝထဲမှာပဲရှိတဲ့နဲ့အကောင့်တွေပါတဘာဝထဲမှာသူတို့ရဲ့ဒီဟိုပေါ့သူတို့စားတော့ရတဲ့အစားအစာအစားမတူတော့ဘူးပေါ့နော်ဒါမှဆိုရင်တော့အကိုဆိုးတော့ကလည်းအစာရှင်လည်းမချွေးဘူးကွာနောက်ပြီးတော့ဟိုအစာကြောက်တွေကလည်း chemical တွေလည်းပါမှာပေါ့နော်ဘယ်လိုမျိုးဆိုတခြားတော့ကာလာတန့်အောင်လုပ်တာတဲ့ပစည်းတွေလည်းအနောက်ပိုင်းကခစ်စားတာတော့အဲ့ဒီပစည်းအဲ့လိုမျိုးပါတဲ့ chemical တွေကလည်းတိတ်မကောင်းဘူးကွာဆိုတော့ဆိုလိုရင်းကတော့သူ တဘာဝမှာကျန်နေမယ်ဆိုရင်သူသူတို့ရဲ့ habitat တိုင်းပေါ့နော်ရှင်သန်မင်းအစာရှာမင်းဆိုရင်သူတို့ရဲ့အတိုင်းအတာတစ်ခုထိပိုနေနိုင်မှာပေါ့နော်ဒါပေမဲ့ကိုစိုးတို့ကကံရီပြင်ရတဲ့အခြေကြီးကိုဆိုတော့ကိုစိုးတို့ရဲ့ဒီ၄ဘီတဘီခွဲကံ၅ဘီနှစ်ဘီကံ၆ဘီနှစ်ဘီကံအဲ့လိုကံတွေထဲမှာနေရတာမှမဟုတ်တာဆိုတော့ဟိုဘလောက်ပဲဗျာဟိုတဘာဝဆန်ဆန်ထားတယ်ဆိုပေမဲ့လေတဘာဝမှမဟုတ်တာနော် တဘာဝဆန်ဆန်ထားတယ်ဆိုစားချင်တယ်ဆိုရင်လည်းအစိုးရကမှန်ကန်နဲ့ထဲ့မမွေးတာအကောင်းဆုံးပဲလို့ပဲပုံစံပြောချင်တယ်ပေါ့နော်ဆိုတော့ဟိုကတော့ဒီ channel လေးကတော့မဆုံးသွားတယ်ပေါ့နော်ဟိုအကောင်းကြီးကနေကိုစိုးဘာအမားမှမရှိဘူးဘာအမားမှမရှိဘူးဆိုတဲ့နေရာမှာ number 1ရေး quality number 2 filtration system နောက်ပြီး temperature ပေါ့နော်ကိုစိုးအတက်နိုင်ဆုံးအကောင်းဆုံးထားတယ်ပေါ့နော်သူအဲတခုပဲပေါ့နော်ပြောစရာရှိပါလားကိုစိုးမှရှစ်လာမရှိဘူး ရှလာကလည်းဒီနှစ်ຫນွေအတိုင်းမကြခင်စောင်းဥစောင်းပေါ့နော်စောင်းပုံမှန်အပြည့်စောင်းရည်ဆိုတော့3-4လပေါ့နော်4လလောက်ပေါ့ပြီးလို့ရှိရင်ကိုစိုးကဒီမကြခင်ဒီ3လလောက်အတွင်းမှာကိုစိုးရှလာတစ်လုံးထောက်ဝင်မယ်ပေါ့နော်နောက်ရှိတဲ့ရှလာကလည်းခုလက်ရှိရင်းငန်းကန်ရန်နာကတော့သူ့အတွက်အလှည့်မရောက်ဘူးပေါ့နော်ဆိုတော့ကိုစိုးကနောက်ထပ်ရှလာအသေးတစ်လုံးထောက်ဝင်ပြီးတော့သူ့ကိုကံမှာအသက်ပြန်ထည့်ပြီးတော့ဟုတ်ကဲ့သူနေတာတပီ၄ပေတပီပွဲကံဆိုတော့နည်းနည်းချင်းမယ်လို့ခံစားပြီးတော့ ဟိုပေါ့၅ပေ၂ပေလောက်ဖြစ်တဲ့ကန်လေးကိုကိုစိုးပြန်လုပ်ပေးမယ်လို့စိတ်ကူးတာတယ်ပေါ့နော်ဒါပေမဲ့သူမမီသွားဘူးပေါ့နော်အာလီတမ်ပေချာအတိုင်းပေါ့ရွန်တမ်ပေချာအတိုင်းပေါ့ကိုစိုးအခန့်အေးတယ်ဒါကိုစိုးအဲကောင်နဲ့အရန်တော့မဖွင့်ပြီးဖြစ်တာလဲကြာပါပြီအဲ့တိုင်းကိုကိုစိုး၈နာ၉နာလောက်ရှိပြီပေါ့နော်ကိုစိုးအဲ့တိုင်းတူထားခီထားရတာပေါ့နော်ဆိုတော့ဘာပြဿနာမှတော့မရှိဘူးပေါ့နော်အခုမှကောက်ကန်ငင်ငါကြီးအင်းကြီးညဘက်ကရေကူးနေတယ်ကူးနေတဲ့တန်းလိုင်းင်းနဲ့ကိုစအကောင်ပေါ့နော်အကောင်ကနေ တနိုင်တနိုင်တော့ကြာသွားတဲ့အချိန်မှာကိုဆိုနောက်ခေးတစ်ခေါက်ပြန်ရောက်တော့ကြည့်လိုက်တော့ငါကလုံးဝပက်လက်ကြီးလူလူတွေအဲ့တူလိုပက်လက်ကြီးဖြစ်နေပြီဆိုကိုဆိုတိလိုက်တယ်ဒီကောင်ပုံမှန်ဒီလိုဖြစ်နေတယ်ငါမှမဟုတ်တာဘာဖြစ်နေပေါ့သွားကြည့်ကြည့်ဒီကောင်ချက်ချင်းယုံနိုင်တယ်ဟိုအားရှိနေတယ်ပေါ့နော်ကျင်းပြန်ရေကူးတယ်ဒါပေမဲ့ तू ကလုံးဝဒီလိုလိမ့်ပဲလိမ့်ပဲလိမ့်ပဲရေကူးသွားပြီပေါ့နော်ဆိုတော့ကိုစိုးတီးလိုက်ပြီဟိုကိုစိုးထင်လိုက်တာတခုကပေါ့နော်ဒီကောင် swim blacker ပေါ့နော်ဒီ၄8ထိသွားပြီပေါ့နော်၄8ရောက်လာလို့၄8ပေါက်တာလို့ဖြစ်သွားပြီပေါ့ ဆက်ကြချင်းတော့လေအိတ်ရောက်လာဖြစ်ဖို့များတယ်ရေနဲ့နဲ့တက်အောင်ကူးနိုင်နေတယ်လိန်လာလိန်နေတာအဲ့နဲ့ကိုဆို emergency ပေါ့ရေကိုနဲ့တဝက်တော့လဲပြီးတော့အစ်စ်ပြန်ထည့်ပေးလိုက်ပြီးတော့ရေကိုတက်နိုင်တဲ့တော့ပြန်ရှော့ပေးလိုက်ရပါတော့နော်ဒါနဲ့ပဲတက်ရက်တော့အဆင်ပြေသွားရပါတော့ဒါပေမဲ့မနစ်ရပါတော့မနစ်ရမနစ်ရမှာဘာဖြစ်သွားလဲဆိုတော့ဒီတဖြည်းဖြည်းဒီကောင်ရေကူးရတာအကောင်းတော့ဦးတည်တယ်ဟိုဖင်ထောင်လာတယ်လေးပောက်တဲ့တဘောပေါ့နော်တဖြည်းဖြည်းသူငင်ငင်ငင်သွားပြီးတော့နောက်ဆုံး သူတို့ကတောင်ကြီးကတ်တာပြီးတော့ပြပြပြချင်းပါဇက်ကြီးအကိုစောကလည်းသူ့ကိုရေလို့သူ့တကူစာမြုပ်ယူတော့ပဲထားပြီးလိုက်တော့တယ်ပေါ့နော်ဘာလို့လဲဆိုတော့သူကရေအရန်မြင့်နဲ့ထားမယ်ဆိုရင်ယောဂါလည်းဖြစ်နေတယ်ငါရေလည်းကောင်းကောင်းမကူးနိုင်တော့ဒီကောင်ကဒီကေလို့ဟိုသူတို့ကငရဲကအလေးပေါ်ရေပေါ်တက်ပြီးလေတက်ရှူတဲ့အမျိုးဆိုတော့ဟိုရေသားမြင့်နေသူကရေမကူးနိုင်တော့အပေါ်တက်မရှူနိုင်တော့ဘဲနဲ့ပြပြရင်နစ်ပြီးတေသွားမှာပေါ့နော်အဲ့လိုတေသွားမှာကိုလည်းစိတ်ပူလာနေကိုသူကအဲ မနေ့ကတော့ကိုစိုးဘာလုပ်ပေးလိုက်လဲဆိုတော့ဟိုရေကိုတအားလျှော့ပေးလိုက်တယ်ပေါ့နော်သူအနည်းဆုံးပါဇက်လေးဟာပြီးရှူနေုံပဲပေါ့နောက်ဆုံးသူမြုပ်ယုံတော့ပဲပေါ့အဲ့ဒါနဲ့ဒီဒီသူလန်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 လာပြီးတော့ဒီမနေ့ကျတော့ညမနေ့ကညလောက်အထိကိုကိုစိုးသွားကြည့်ရဲ့အချိန်မှာကိုယ်တို့တည်တယ်ဒီကောင်လက်တော့မယ်ဆိုတော့တည်တယ်အချိန်ကြီးမကောင်းတော့ဒီညအသွင်မဲ့တည်မယ်ဆိုတော့ကိုယ်တို့တည်ပြီလားကိုယ်တို့လည်း9ရက်မွေးလာတော့အထွေထွန်ရှိခဲ့ကွာဒီတကောင်ဆိုရင်ကိုစိုးကွာအထွေအထွေထွန်ရှိလို့ပဲဒီတကောင်ဆိုကိုစိုးအတတ်နိုင်ဆုံးအမှားမရှိရတဲ့အောင်တေချာကျူးဆိုင်မွေးတာတော့မှ သိရင်အရှိအရှိတစ်ခေါက်ဂျီစီတော့သူ့လောက်နီးပါစိုက်ဖြစ်သွားတဲ့ဂျီစီတကောင်ကိုစုံမှရှိခဲ့ဘူးလေကိုစုံကိုယ်တိုင်တွင်လာတဲ့ဂျီစီလေးတကောင်ပေါ့နော်အမီးရအကြီးနဲ့ကောင်လေးပေါ့အဲ့ကောင်လေးဆိုလေအဲ့ကောင်လေးတော့ကျတော့ကွာကိုစုံရဲ့အမားအမားဒီကောင်ကသေသွားတဲ့ပုံစံဘယ်လိုလဲဆိုတော့ကိုစုံကဒီသူ့ကြောင့်ငါးပြီတပီခွဲကံမှာထားတာ အဲ့ကောင်အဲ့ကောင်မှဒီအကိုဆုံးကဒီ federation system တခုပေါ်စားပါတာပေါ့နော်ဟို federation system လုပ်မယ်ဆိုရင်အကိုဆုံးကပန့်ထည့်ရတာဟိုပန့်ကအဲ့ကောင်ရဲ့ပန့်ကပြတ်သွားတာကြာပြီတပတ်ကျော်တော့ရှိပြီကိုဆိုအဲ့ဒါကိုလည်းတည်တယ်ဒါပေမဲ့ပေါ်လိုက်တာပေါ့နော်ဟိုအညစ်ကြေးတော့ပဲစုပ်ပေးပြီးတော့ဒီတိုင်းရေပြန်ဖြည့်ပြီးတော့ဟိုအဲ့ရက်ပိုင်းကိုဆိုကအလုတ်တကယ်များတဲ့ရက်ပိုင်းမလို့ကိုဆိုပန့်ကိုအာနီမအားမသွားဝယ်မယ်အားမသွားဝယ်မယ်ဆိုပြီးတော့ဟိုကိုဆိုကိုယ့်ဘက်ကို x2 တွေလုံနေတာပေါ့နော်လုံရင်လုံရင်လုံရင်နေရနေအဲ့နောက်ဆုံးပတ်မဝင်ခင်ရက်မှာပဲဒီကောင်သိပ်သွားတယ်ဒါရေရတဘောကရေနောက်လာပြီးတော့အမိုနီယာတက်လာပြီးတော့သိပ်သွားတာပေါ့နော်ဆိုတော့ဒါကိုဆိုအမှားပေါ့နော်မဲ့ဒီ channel burger မှာကိုဆိုအမှားမဟုတ်ဘူးသူကသူ expire ပေါ့နော်တတ်တော်ကတခုကဲတခုပေါ့ဒီ expire နီးသွားလို့တာ expire ဖြစ်သွားပေါ့နော်ကိုမဲဆိုရင်ကိုစိုးပေါ့နော်ဒီလိုမျိုးအကောင့်ကြီးကိုစိုးကအခုပထမဆုံးသကောင်တည်ဘူးတာလည်းမဟုတ်ဘူးပေါ့နော် ငါးတွေမြောက်များဆိုတော့ငါးတွေမွေးခဲ့ဘူးသလိုမြောက်များဆိုတော့ငါးတွေလည်းတည်ခဲ့ဘူးလေမြောက်များဆိုတော့အကောင်တွေမွေးခဲ့ဘူးသလိုမြောက်များဆိုတော့အကောင်တွေလည်းကိုစိုးတည်ခဲ့ဘူးလေပေါ့နော်အဲကိုစိုးရဲ့ဒီညက်ကလေးပေါ့နော်ပထမအောင်ဆုံးဒီ block ဆိုင်ရိုက်ခဲ့တဲ့ညက်ကလေးပေါ့ချက်တူကြီးလေးပေါ့ re neck လေးကိကိဆိုရင်ဒါအားလုံးကိုစိုးမပြောပြဖြစ်ဘူးပေါ့နော်သူကစုံသွားပြီစုံသွားပြီဆိုတာကိုစိုးအိမ်ကခွေးကလေးကကြိုက်သွားတာကိုစိုးအဲ တော်တော်စိတ်မကောင်းဖြစ်တာဒါပေမဲ့ဥက္ကဆိုးတောင်းအောင်တောင်းမပြောဘူးပေါ့နော်တောင်းအောင်အဲ့လို public မှာလည်းဥက္ကဆိုးတောင်းအောင်တောင်း sharing မလုပ်ဘူးပေါ့နော်ဒါပေမဲ့ဒီကောင်လေးကတော့ကိုဆိုးအတွက်တကယ်ကို special ဖြစ်တဲ့အကောင်လေးပေါ့နော်အဲ့ဒါကြောင့်ကိုဆိုးအားလုံးလည်းပြန်ပြီးတော့ဟိုစိတ်မကောင်းစရာမျိုးပေါ့နော်ဟိုအားတော့အားတော့နာပါတယ်ဟိုပြန်ပြီး sharing လုပ်ပေးတာပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီကောင်လေးကြောက်မယ်ကိုဆိုးကိုဒါ my channel room ပေါ့နော် KSN တောင်းပေါ့နော်ကိုဆိုးကို ီ community ထဲမှာရှိတဲ့ဒီဝါသနာရှင်တွေပေါ့ကိုစိုးတို့အကောင့်ချက်တဲ့ဝါသနာရှင်တွေပေါ့နော်ကိုစိုးကိုတိလာတယ်ပေါ့နော်ဒီကောင်လေးရဲ့ကျေးဇူးကကိုစိုးမှအများကြီးရှိတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကိုစိုးကဒီကောင်လေးကိုတောင်းဝင်တဲ့အထိမ့်မှတ်နေနဲ့ကိုစိုးက episode 1ကိုစရိုက်ခဲ့တယ်ပေါ့နော်ရှိ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 ဘိုင်းနေတော့ကိုစိုးကပုံမှန်ဆိုရင်ကိုစိုးရဲ့ဒီ my channel home page ကဟိုဗီဒီယိုမတင်ဘူးပေါ့နော် ဆိုလိုတာ vlog မရိုက်ဘူးပေါ့နော်ဟိုဗီဒီယိုဆိုတော့ဟိုငါဗီဒီယိုလေးတွေရောတော့ short ဗီဒီယိုလေးတော့နည်းနည်းပါးပါးတော့ကိုစိုးတင်တာမျိုးရှိတယ်ပေါ့နော်ဒါပေမဲ့ကိုစိုးဒီရုပ်ပြပြီးတော့ပုံမှန်ဆိုမတင်ဘူးပေါ့နော်ဆိုတော့အမှတ်တရလေးဖြစ်စေချင်လို့ကိုစိုးသွားဝင်ရင်းနေရနေဒီနေ့ manager အစီအမပေါ့နော် the prime channel ဒီမှာကိုစိုးရှိုက်ခဲ့တယ်ပေါ့နော်ဆိုတော့အဲ့အကနေဒီစင်ကိုစိုးတစ်ဖြည်းဖြည်းနဲ့ episode 1နေအခုဆို episode 80လောက်ရှိတော့မယ်ပေါ့နော်ဆိုတော့ဘာလဲပြီးတော့ ဟိုနှစ်တနစ်ခွဲကာလပေါ့တနစ်ခွဲနှစ်နှစ်ကာလမှာအဲသူကြောက်နေကိုစိုးရဲ့ဒီကိုစိုးကိုပို့ပြီးတော့ဒီကြီးတဲ့လူတွေလည်းတိလာတာပေါ့နော်ဆိုတော့အဲအားကြောင့်ကိုစိုးတက် special ဖြစ်တဲ့အကောင့်လေးမျိုးပေါ့နော်ကိုစိုးသူ့ကိုသွားပြီးတော့ခေါ်ခဲ့တော့ဟိုမွေးခဲ့တော့ပေါ့နော်ဟိုအစဗီဒီယိုလေးကိုရိုက်ခင်ရင် ကိုစိုးစဉ်းစားရတယ်ပေါ့နော်သူတည်သွားတဲ့တစ်ချိန်ကြရင်လည်းဆုံးတဲ့ဗီဒီယိုလေးလည်းကိုစိုးရိုက်တဲ့နေပေါ့နော်အဲ့တော့ ဟွာပေါ့ဟိုအခုသူဆုံးသွားတဲ့ဗီဒီယိုလေးကိုလည်းကိုစိုးပြန် sharing လုပ်လိုက်တဲ့တဘောပါအစားရှိနေလဲအဆုံးရှိရမယ်ဒီတဘောပါပဲသွားနေတော့ပေါ့တမီးရယ်ဆိုတော့ဒီလိုပဲပြောပြောချင်ပါတယ်သူ့ကိုလည်းသူကအမားလေးဆိုတော့ဟိုကိုစောကခုနကတော့ ကိုစိုးအိမ်မှာကြတော့ကိုစိုးခြံထဲမှာကြတော့ကိုစိုးတို့ကကြတော့ဒါညီကြီးရေလို့မရှိဘူးပေါ့နော်ခြံဆိုပေမဲ့လေအားလုံးကွန်ကရစ်တွေကျွေပြားတွေကြောက်ပြားတွေဆိုတော့ဆိုတော့ဟိုတခုခုတိတ်လို့ရှိရင်ကိုစိုးစီမှာမြုပ်เสียရနေရမရှိဘူးပေါ့နော်ဒါပေမဲ့ဒီကောင်လေးကတော့ဟိုကိုစိုးတက်လဲ special ဖြစ်တယ်ဒါပေမဲ့ဒီကောင်လေးတကောင်လည်းမဟုတ်ပါဘူးကိုစိုးစီမှာတေတမြငါအကုန်လုံးကိုစိုးမြုပ်တယ် ဘာကြောင့်လဲဆိုတော့တောင်းတန်ဟိုလိုမျိုးလေးဟိုတေးသေးလေးပေါ့ကာလာတက်ထရာတို့ဘာလို့ level လောက်တာကိုဆိုကြည့်ရင်ပြစ်လိုက်တာဒီပုံမှန်ကိုဆိုတောက်ချောက်မွေးမြူလာတဲ့ပုံမှန် monster ဘာလို့အကြီးလေးတွေဆိုရင်ကိုဆိုအဲ့လိုမြုပ်ပြီးရဲဘာကြောင့်လဲဆိုတော့ကိုဆိုကအဲ့လိုအဲ့လိုမျိုးဖြစ်ရတာဟိုကိုဆိုမလုတ်ချင်ဘူးအဲဒါပေမဲ့ကိုဆိုအိမ်မှာမြုပ်လို့မရတော့ကိုဆိုရဲ့အမိခြံရှိရဲ့ပေါ့နော်ရှေ့မှာမြေပိုရှိတယ်ဆိုတော့အဲ့ညီမမြေကြီးထဲမှာပဲကိုဆိုအကောင်လေးသွားမြုပ်တာများတယ်ပေါ့နော် ဒီနေ့ကတော့ဘူးဆုံးတိတ်မပြောဘူးပေါ့နော်ဟိုနောက်မျိုးနောက်ဒါမျိုးကဟိုဘူးဆုံးငွေးချင်မှလည်းထပ်ငွေးဖြစ်တော့မယ်ပေါ့နော်ဟိုငွေးချင်လည်းငွေးဖြစ်အောင်မယ်ပေါ့နော်ဝါသနာရှင်ဖြစ်တဲ့အတွက်ကိုဆိုကတော့အကောင့်လေးတွေကဆက်ပြီးတော့ငွေးအောင်မှာပါကိုဆိုအမြဲပြောရစကားတခုရှိရပေါ့နော်ဘယ်အကောင့်တည်သေးပေါ့နော်စိတ်တမကြနဲ့ဒီဝါသနာရှင်တွေကဆက်ပြီးတော့ဒီဝါသနာကလည်းထုတ်ရခက်တဲ့ဝါသနာဖြစ်တဲ့အတွက်ဟိုစိတ်သက်ကြွားလို့ရှိရင် ဒီဝါဒနာရှင်ဆိုတာဖြစ်မလာဘူးပေါ့နော်အကောင့်ဒီတိုင်းစိတ်တက်မကြနဲ့ပေါ့နော်ထပ်ပြီးတော့ try again ပေါ့ထပ် try ကြည့်ပါအောင်ပေါ့နော်ဆိုတော့ကိုစိုးလည်းတစ်ချိန်တော့ try ရင်တိုင်းပေါ့လက်ရှိတော့ကိုစိုးခဏတော့ဒီ channel ဘာကကိုနားတော့မယ်ခဏနားတော့မယ် channel မွေးတာလည်းနားတော့မယ်ပေါ့နော်ဆိုတော့ကိုစိုးမမွေးချင်တော့ဘူးပေါ့နော်စိတ်နေနေညက်သွားလို့ပေါ့နော်ဒါမဲ့ကိုစိုးပြန်လာအောင်ပါပါဆိုဒီ channel ဘာကတေးွားတာကိုစိုးစိတ်မကောင်းဖြစ်နေဆိုတာပတ်စံအကြောင်းမဟုတ်ဘူး ်ချနာဘာကဆိုတော့တန်မိုးရှိရပြလူတိုင်းကသိရကိုစိုးတို့ဒီငင်ရမွေးတဲ့လူတိုင်းသိတယ်ငင်ရမွေးလေးမွေးတာမရှိရလူတိုင်းဒါမင်းကငါတို့မြောင်းထဲမှာအများကြီးရှိတယ်တို့ငါတို့ရွာချောင်းထဲမှာအများကြီးရှိတယ်တို့ငါတို့ရွာဘက်ကဘယ်ဖုံးကြီးချောင်းထဲကကန်ထဲမှာဘလူးရင်းအောင်အဲ့လိုကောင်းကြီးရှိတယ်ဆိုပြီးတော့ပြောကြတာပေါ့နော်ခတ်တုံးတုံးအသွေးခေါ်ကြီးပေါ့ဒါပေမဲ့ကိုစိုးတို့ဒီငားမွေးတဲ့လူတွေပေါ့ဒီငင်ရဝါသနာရှင်တွေပေါ့အကုန်လုံးတည်တယ်ငင်ရအတန်ဘိုးက အလှမွေးငင်းရဲ့တန်ဖိုးကဘလောက်တောင်တန်ဖိုးကြီးလဲဆိုတာဘလောက်တောင်တယူတရမွေးရတာလူတိုင်းသိတယ်ဘလောက်တောင်တန်ဖိုးထားရမလဲဆိုတာလူတိုင်းသိတယ်ဒီငင်းရဲ့သေဝါရကိုစိုးဝန်နေရဆိုတာတန်ဖိုးကြောင့်မဟုတ်ဘူးပတ်စံကုံသွားလို့လည်းမဟုတ်ဘူးပတ်စံဆုံးသွားလို့လည်းမဟုတ်ဘူးလူတယောက်ကတန်ရောစင်ရှိတယ်အဲ့တန်ရောစင်တစ်ခုကြောင့်ဆိုစိတ်မကောင်းဖြစ်တာအဲ့ဒါပဲဆိုတော့ဒါမျိုးငင်းရများစွာလဲကိုစိုးထပ်မွေးနိုင်နေတယ် ဒါပေမဲ့သူ့လိုတန်ရောစင်မျိုးကမရှိတော့ဘူးပေါ့နော်စိတ်မကောင်းဘူးဆိုတော့ဒီကောင်လေးကကိုစိုးငားခန်းရဲ့တကားဖွင့်ဖွင့်ခြင်းမာနေကိုမြင်ရတဲ့ကံလေးထဲမှာကိုစိုးသူ့ကိုထားရတာကိုစိုးနေတိုင်းအောက်ဆင်းလာတယ်အမြင်နဲ့သူ့ကိုကိုစိုးတချိထားပြီးကြည့်တယ်သူညီကူးနေနေဆိုရင်ကိုစိုးโอเคအဆင်ပြေတယ်ပေါ့နော်ပြောရမယ်ဆိုရင်ပေါ့နော်ဒီငွေတမျှငားကြီးထဲမှာအကြိုက်ဆုံးကသူ့ပဲပေါ့နော်အခုတော့ ဲ့တန်ရောစင်လေးကြောက်ပါပဲโอเคစကားပြောရလဲမတရားကိုများနေပြီစနောက်စီစဉ်မှာထပ်ပြီးစောင်းမယ်ဗျာဒါဒီနေ့အစီအစဉ်လေးကတော့အစီအစဉ်မဟုတ်ပါဘူးဘာအပီဆုံးမှလည်းမဟုတ်ပါဘူးကိုစိုးစိတ်မကောင်းဖြစ်တာမလို့အားလုံးနဲ့ဒုက္ခကြီးအားလုံးနဲ့ထပ်တူစိတ်မကောင်းဖြစ်ကြပါစေဆိုပြီးတော့အဲ့လိုတော့ပြောရမလို့ပြင်နေအားလုံးရှင်းလင်းလုပ်ပြီးတာပါငကားစားပါโอเคညဆုံးမယ်ဗျာ 古搜吧。